မြတ်မှုဆိုတာဘာတွေလုပ်ရမလဲဆိုတာထက်ဘာတွေမလုပ်ရဘူးလဲဆိုတာကပိုအရေးကြီးတယ်ဆိုရင်ကောလူများစုကအောင်မြင်ဖို့အတွက်အလေးအကျင့်အသစ်တွေအသိပညာအသစ်တွေထက်ထက်ဖို့ပဲစ조사နေကြတယ်။ဒါပေမဲ့တကယ်တော့မှကိုယ့်ရဲ့တိုးတက်မှုကိုတိတ်တိတ်ကလေးတားဆီးနေတဲ့အရာတွေကိုဖယ်ထုတ်ပစ်ဖို့ကပိုအရေးကြီးနေတတ်ပါတယ်။ဒီနေ့မှာတော့အောင်မြင်မှုစီသွားတဲ့လမ်းမှာနောက်ပြန်ဆွဲနေတဲ့ဆွတ်လွတ်တဲ့အရာတွေအကြောင်းကိုပြောပြတော့မှာပါ။ ဟုတ်ပါတယ်အောင်မြင်တဲ့သူတွေကသူတို့ရဲ့ to do list တွေကိုပဲထုတ်ပြကြတာများတယ်ဒါပေမဲ့တကယ် game changer ကသူတို့ရဲ့ to do list မှာရှိနေတာဗျာဆိုလိုတာကကိုဘွားတွေကိုအရာရာပေါင်းထည့်နေတာထက်မလိုအပ်တဲ့ဝင်ထဝင်ပိုးတွေကို ရှင်းထုတ်ပြီးပို့ပေါ်ပါအောင်လုပ်တဲ့နည်းယူဟာပေါ့ဒါဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့တိုးတက်မှုကိုတိတ်တိတ်ကလေးနောက်ကနေဆွဲနေရဲ့အရာတွေကဘာတွေလဲအဲ့ဒီအရာတွေကိုတစ်ခုချင်းစီပေါ်ထုတ်ပြီးဘလို့ဖယ်ရှားမလဲဆိုလာလေ့လာကြည့်ကြရအောင် ပထမဆုံးအနေနဲ့ကိုယ့်ရဲ့စိတ်နဲ့စွိုင်းကိုထိခိုက်စေတဲ့ပြင်ပကဘာကနေစလိုက်ကြရအောင်။ကဲအပိုင်းတစ်ဆက်လိုက်ကြရအောင်။ကိုယ့်ရဲ့အတွင်းပိုင်းကိုကာကွယ်ခြင်း။အောင်မြင်မှုဆိုတာကိုယ့်အတွင်းကစားတယ်ဆိုပေမဲ့အပြင်ကနေဝင်လာတဲ့အနောင်အရှက်တွေကိုမကာကွယ်နိုင်အလကားပါပဲ။ဒါကြောင့်ကိုယ့်ရဲ့စွိုင်းရည်နဲ့အာယုံဆိုင်မှုကိုဘသူတွေကဘာတွေကခိုးယူနေလဲဆိုတာအရင်ဆုံးစစ်ဆေးကြရအောင်။ပထမဆုံးဆွလို့ရမှာက နာမည်လေးကတော့နည်းနည်းကြောင်းတယ် Swan Info ကောင်းနေတဲ့နာမည်ကကြောက်စရာကောင်းနေမဲ့ကျွန်တော်တို့အားလုံးရဲ့ဘဝထဲမှာရှိနေနိုင်ပါတယ်သူတို့ကဘသူတွေလဲဆိုတာသိဖို့ကိုယ့်ရဲ့မိတ်ဆွေစာရင်းကိုပြန်စစ်ဆေးကြည့်ဖို့အချိန်တိုင်ပါပဲ Swan Info ကောင်းဆိုတာကဘာလဲဆိုတော့ရှင်းရှင်းလေးပဲသူတို့ကကိုယ့်စီကနေယူဖို့ပဲတည်တဲ့သူတွေစဉ်းစားကြည့်လေကိုအခက်ခဲဖြစ်နေချင်းဆိုအရေးအယောင်တော့မတွေ့ရပဲသူတို့တခုခုလိုမှာဟေးတငယ်ချင်းဆိုပြီးရောက်လာတတ်တဲ့လူမျိုးပေါ့ သူတို့ကကိုယ့်ရဲ့ပိတ်ဆံအချင်းဒါမှမဟုတ်စိတ်ပိတ်ဆံရခွာတွေကိုစုပ်ယူသွားပြီးကိုတော့ဘာမှပြန်မပေးပါဘူး။ဒီနှခုရဲ့ဌာနချက်ကရှင်းလွန်ပါတယ်။မိတ်ဆွေစစ်ဆိုတာကိုကိုပိုကောင်းစေချင်တာကိုအောင်မြင်မှုကိုမြင်ချင်တာစွန့်ရင်ဖောက်ကောင်ကတော့ကိုစီကနေတစ်ခုခုကိုအမြဲတမ်းပိုးလို့ချင်နေတာဒါကြောင့်ကိုဘွားတွေကလူတွေကိုပြန်မြေးကြည့်ပါသူတို့ကကိုကိုအားဖြည့်တင်နေတာလားဒါမှမဟုတ်ဝင်ပြီးစင်နေတာလားကဲလူတွေကိုစစ်ထုတ်ပြီးပြီဆိုရင်နောက်တစ်ချက်ကတော့ကိုနာတဲ့ကိုဝယ်လာတဲ့အကြံဉာဏ်တွေကိုစစ်ထုတ်ဖို့ပဲ ကြားသမားစကားတိုင်းကအကြံဉာဏ်ကောင်းမဟုတ်ပါဘူး။တချို့စကားတွေကအစ်စ်ကတော့ဒီဖြစ်နေနိုင်ပါတယ်။ဒါကြောင့်ဘသူစကားကိုနားထောင်မလဲဆိုတာကအရေးကြီးဆုံးပဲ။စီမင်းကရိုးရိုးလေးပဲကိုဖြစ်ချင်တဲ့ပုံစံအတိုင်းဖြစ်နေတဲ့လူကြီးကပဲအကြံဉာဏ်ယူပါ။ဥပမာဗျာကိုက6 pack ထွက်ချင်တဲ့ဆိုရင်ဘိုက်ပူနေတဲ့ trainer ကြီးကတော့အကြံဉာဏ်တော်မတောင်းတင်ဘူးပေါ့။ ဒါနဲ့တူတူပဲကိုပိုင်လုပ်ငန်းမရှိတဲ့ business coach စီကစီးပွားရေးအကြံဉာဏ်တော်မတောင်းနဲ့ပိုက်ဆံဘယ်လိုစုရမလဲဆိုတာကိုကိုတိုင်းတောင်းဒေဝါဒီခါနေလေသူစီကတော်မမင်းနေပေါ့နောက်ဆုံးတစ်ခုကတော့네베တစ်ခုမှာတော်တိုင်းတခြား네베တွေမှာပါတော်လိမ့်မယ်လို့မထင်လိုက်ပါနဲ့ Elon Musk ကဒုံးပြန်တိဆောက်တဲ့နေရာမှာ genius ဖြစ်နိုင်ပေမဲ့သူစီကနေခလေးပြီးလို့ပြုစုရမလဲဆိုတဲ့အကြံဉာဏ်တောင်းတာကတော့တိတ်အဆင်မပြေတော့ဘူးလေအကြံဉာဏ်လက်ခံတဲ့အခါမှာကိုယ့်ရဲ့စစ်ထုတ်မှုကိုအမြဲသုံးပါ ဟုတ်ပြီအပြင်ကပါကနေဝင်လာမဲ့အနောက်ရဲကိုကာခွဲပြီးပြီဆိုတော့အခုကိုယ့်ရဲ့အတွင်းစိတ်ကိုပြန်ကြည့်ရမယ့်အချိန်ပဲတကယ်ပြောင်းလဲမှုကကို့ဘဝရဲ့မောင်းလို့ခုမကိုယ်တိုင်ပြန်ထိုင်လိုက်တဲ့အခြေအနေစတဲ့နာပါတဆုံတယောက်ကိုလညိုးထိုးလိုက်တာကကိုယ့်ရဲ့ control ကိုသူတို့လက်ထဲပေးလိုက်တာနဲ့အတူတူပဲဒါပေမဲ့ okay တာငါတာဝန်လို့ပြောလိုက်တဲ့အထားအခြေအနေကိုပြောင်းလဲနိုင်တဲ့စွမ်းအားကကိုယ့်စီချက်ချင်းပြန်ရောက်လာတယ်ဒါက အဖြစ်ရှိတယ်လို့ဝန်ခံတာမဟုတ်ဘူးတာဝန်ယူနိုင်စွမ်းရှိတယ်လို့ကြေညာလိုက်တာပါစားဖို့မူကောင်းတယောက်ကိုမိအောင်ကြီးလိုက်ပါ သူချက်တဲ့ဟင်းကအရသာရှိဘူးဆိုရင်သူကစားကိုအပြစ်တင်မလားမိဖို့ကပူလုံးတယ်လို့ပြောမလားမပြောဘူးသူကငါ recipe မှာဘာမားနေလဲငါ technique မှာဘာလိုနေလဲဆိုတာပဲပြန်စဉ်းစားမှာဘဝမှာလည်းဒီလိုပဲရလိုက်တော့တာဝန်ယူတဲ့သူပဲတိုးတက်နိုင်မှာပါနောက်တစ်ချက်ကတော့နည်းနည်းထူးဆိုင်တယ်လို့ထင်ရနိုင်တယ် အောင်မြင်ဖို့အတွက် no လို့ပြောတတ်ဖို့လိုတယ်တဲ့ကိုယ့်ရဲ့အချိန်နဲ့စွာရင်ကိုကြိုးပေါ်အဲ့တလုံးလို့တဘောထားကြည့်တွေးသမျှအခွင့်အရေးတိုင်းကို yes ဆိုပြီးကောက်ထည့်နေရင်ခဏလေးနဲ့လေးလံပြီးရှစ်ဆက်သွားနိုင်မှာမဟုတ်တော့ဘူးအရင်မကြည့်တဲ့အရာတွေကို no လို့ပြောနိုင်မှာအရေးကြီးတာတွေအတွက်နေရာလွတ်ကြမှာပါဒီစကားကအရင်မှန်တာဘာဖြစ်လဲဆိုတော့အရာရာတိုင်းကို yes လို့ပြောတတ်တဲ့လူရဲ့ yes ကတန်ဖိုးမရှိတော့ဘူးလေ တို့ကကတိတွေအများကြီးပေးထားတော့ဘယ်ဟာကမှတေချာလုံးနိုင်မှာမဟုတ်ဘူးဆိုတာကိုလူတွေကသိနေကြတယ်။ဒါကြောင့် no လို့ပြောတဲ့ချင်းကကိုယ့်ရဲ့ yes ကိုပိုပြီးတန်ဖိုးရှိစေပါတယ်။ကနောက်ဆုံးအပိုင်းကိုရောက်လာပါပြီအပိုင်း3အာယုံစူးစိုက်မှုနဲ့ခြိထွားမှုကိုကြွန့်ကျင်ခြင်းနေ့စဉ်လုပ်နေတဲ့အလေချင်းလေးတွေကရေရှင်မှာဘလောက်ချီမားတဲ့တက်ရောက်မှုရှိလဲဆိုတာကိုကြည့်ကြရအောင်ဒါတွေကအောင်မြင်မှုနဲ့ကြာရှုံးမှုကိုအဆုံးဖြတ်ပေးမယ့်အသေးစားတိုက်ပွဲလေးတွေပါပဲဆွတ်လွတ်ရမယ့် number 5ကတော့ ဟုတ်ပါတယ်ကျွန်တော်တို့လက်ထဲကနေမချတဲ့ဖုံးပါပဲကိုကဖုံးကိုတုံးနေတာလားဖုံးကကိုကိုအချင်းသားလို့ချုပ်ကင်ထားတာလားဆိုတာပြန်စဉ်းစားရမယ်အချိန်ပါဒီနေ့ခေတ်ရဲ့တန်ဖိုးရှိဆုံးရာကအာယုံဆိုင်မှုချစ်ပြီးဖုံးတွေကအဲ့ဒါကိုအမြဲတမ်းခိုးယူနေပါတယ်ဒီမှာကြည့်လိုက်ကြောက်စရာကောင်းတယ်ကျွန်တော်တို့ဒီနေ့တားရဲ့95ရာခိုင်နှုန်းလောက်ကအရေးမကြီးတဲ့ notification နဲ့ social media scroll တာရယ်နဲ့ကုန်ဆုံးနေတာတကယ်အရေးကြီးတဲ့အလို့အတွက်က9ရာခိုင်နှုန်းလေးပဲကျန်တော့တယ် ဖြေရှင်းနေတာအရရိုးရှင်းတယ်မလိုအပ်တဲ့ notification အားလုံးကို အခုချက်ချင်းပိတ်လိုက်ပါ နောက်တစ်ခုကတော့စာအုပ်တွေအများကြီးဖတ်နေုံနဲ့တော်နေပြီတိုးတက်နေပြီလို့ကိုကိုကိုညာနေလာကိုရပ်ဖို့ပါပဲအသိပညာကို စာပေါ်မှာစုထားတာနဲ့လက်တွေ့ကွင်းထဲမှာသုံးတာနဲ့ကအများကြီးကွာပါတယ်ကျွန်တော်တို့အများစုက chef help တမားတယ်စာအုပ်တွေဝေတယ်စင်ပေါ်မှာလက်လာပါပါလေးတင်ထားတယ်ပြီးတော့အဲ့ဒါကိုကြည့်ပြီးကြည်နန်းနေကြတယ် တကယ်တိုးတက်မှုက just in time learning ကနေလာတာဆိုလိုတာကို့မှာပြဿနာတခုရှိတယ်အဲ့ဒါကိုဖြေရှင်းဖို့လိုအပ်တာကိုရှာဖတ်တယ်ပြီးတာနဲ့ချက်ချင်းအတုံးချလိုက်တယ်ဒါပါပဲနောက်ဆုံးနဲ့အရေးကြီးဆုံးစွန့်လွှတ်ရမယ့်အရာဒါကတော့နိုင်ရှင်တဲ့ကစားပွဲပါပဲ Facebook တို့ Instagram ကိုကြည့်ပြီးသူများအောင်မြင်နေတာကိုကြည့်ပြီးကိုခုခုအားငယ်နေတာလေအခုချက်ချင်းကြလိုက်ပါကိုတကယ်ပြန်ဆိုင်ရမယ့်တဦးတည်းသောသူကမနေ့ကကိုကိုကိုပါပဲ ဒီအကြောင်းကိုရှင်းပြတဲ့အရာကောင်းတဲ့ဥပမာတစ်ခုရှိတယ်။ကိုယ့်ရဲ့ဇလံအခန်း၃ကိုသူများရဲ့အခန်း၂၈နဲ့ဘာလို့တော်နိုင်ရှင်နေမှာလဲတဲ့။ဟုတ်တယ်လေ။လူတိုင်းမှာကိုခီးနဲ့ကိုကိုချင်းနဲ့ကိုပဲကိုစာအုပ်ကိုပဲအာယုံဆိုင်ပြီးဆက်ရေးတော့ပါ။ကဲအားလုံးကိုပြန်ချိုးရရင်ကိုဘွားကို upgrade လုပ်ချင်ရင်ဒီမလုံးရစာရင်းကိုအလွတ်ချက်ထားလိုက်ပါ။စွားရင်ဖုတ်ကောင်တွေကိုမောင်းထုတ်အကြက်ညက်အမိုက်တွေကိုစစ်ထုတ်အဖြစ်တင်တာရက် no လို့ပြောဖို့တင်း ဟုံးရဲ့ကျွမ်းမဖြစ်စေနဲ့စာဖတ်ယုံမကလက်တွေလို့ပြီးတော့နိုင်ရှင်တာကိုလုံးဝရပ်ပစ်လိုက်ပါနောက်ဆုံးအနေနဲ့ဒီစကားလေးကိုမှတ်ထားစေချင်ပါတယ်ကျွန်တော်တို့ဟာအခြေအနေတွေရဲ့တားကောင်တွေမဟုတ်ဘူးကိုယ့်အခြေအနေကိုကိုယ်တိုင်ဖန်တီးတဲ့သူတွေပါဒီຢာတွေကိုစွန့်လွတ်လိုက်တာကတခုခုကိုဆုံးဆုံးသွားတာမဟုတ်ဘူးကိုတကယ်လို့ချင်တဲ့ဘဝကိုတိဆော့ဖို့အတွက်နေရာလွတ်တီဖန်တီးပေးလိုက်တာပါပဲ။